ဒီနေ့တော့ယောမဩဝရစာခန်းကြီးတစ်ဖြစ်ပါတယ်ယောမဩဝရစာအခန်းကြီးတစ်အငယ်တစ်မှခုနှစ်လူဇာတိအားဖြင့်ဒါဝိအမျိုးဖြစ်တော်မူထသောတေခြင်းမှထမြောက်တော်မူ၍တန်ရှင်သောဝိညာဉ်အားဖြင့်တကူးနှင့်တကွဘုရားသခင်ဤသားတော်ထင်ရှားဖြစ်တော်မူသောငါတို့သခင်ယေရှုခရစ်ဒီဟုသော မိမိသားတော်ကိုအကြောင်းပြု၍ဘုရားသခင်သည် ရှေးကမိမိပရောဖက်များအားဖြင့်တန်ရှင်သောကျမ်းစာ၌ဂတိထားတော်မူသောအေဝံဂေလိတရားကိုခေါ်စီခြင်းဟာရွေးချယ်ခွဲထား၍တမန်တော်အရာ၌ခန့်ထားသောယေရှုခရစ်၏ကျွန်ငါပေါ်လူသည်ဘုရားသခင်ချစ်တော်မူ၍တန်ရှင်သူအရာ၌ခန့်ထားသောယောမ မြို့သူမြို့သားအပေါင်းတို့ကိုကြားလိုက်ပါ၏တခင်ယေရှုခရစ်နှင့်ငါတို့အဖဒီဟုသောဖျားသခင်ထံတော်ကကျေးဇူးတော်နှင့်ညီသက်ခြင်းသည်တင်တို့၌ရှိပါစေသောတခင်ယေရှုခရစ်၏နာမတော်ကို အမိပြု၍လူမျိုးအပေါင်းတို့သည်ယုံကြည်နားထောင်စေခြင်းငှာထိုသခင်ထံ၌ကျေးဇူးတော်နှင့်တမန်တော်အရာကိုငါတို့သည် ခံရကြပြီထိုသခင်ကိုထားတော်မူသောတင်တို့သည်လည်းထိုလူမျိုးတို့၌အပါဝင်ဖြစ်ကြ၏အငယ်ရှမှဆ်တင်တို့၏ယုံကြည်ခြင်းအရာသည်မြေပြင်လုံ၌အနှပြားကြော်စောသည်ဖြစ်၍တင်တို့အကြောင်းကြောင့်ေရှုခရစ်အားဖြင့်ငါ၏ဖျားသခင်ယေရှုတော်ကို ရှေးဥစွာငါချီးမွမ်း၏ ငါသည်တင်တို့ကိုမချမ်းမလတ်အောင်မိ၍အစင်မပြတ်ဆူတောင်းပတနာပြုသည်ဟုတားတော်ဤအေဝံဂလိတရားကို ဟောလေအမှုတော်ကိုစိတ်ဝိညာဉ်နဲ့တကွငါဆောင်ရွက်၍ငါကူးကွယ်သောဘုရားသခင်သည်ငါဤသက်တည်ခံဖြစ်တော်မူ၏မကြာမမြင့်မီဘုရားသခင်အလိုတော်အားဖြင့် အစင်တင့်၍တင်တို့ရှိရသောငါလာရသောအခွင့် တစုံတစ်ခုရှိပါမည်အကြောင်းဆုတောင်းပတ္ထနာပြု၏တင်တို့သည်မြဲမြံခိုင်ခန့်မည်အကြောင်းငါသည်တင်တို့၌ဝိညာဉ်စုကျေးစုတစုံတစ်ခုကို အပ်ပေးခြင်းငှာတင်တို့ကို အလွန်တွေ့မြင်ခြင်းပါ၏ထိုသို့ဆိုသောငါနှင့်တင်တို့သည်ယုံကြည်သောအားဖြင့်အချင်းချင်း အားရတက်တာခြင်းသို့ ရောက်ကြမည်အကြောင်းကိုဆိုလိုသည်အငယ်၃မှ၁၈ ဤကိုယ်တို့ငါသည်အခြားသောတပါမျိုးသားတို့တွင်အကျိုးကိုရသည်ကဲ့သို့တင်တို့တွင်လည်းအကျိုးသစုံတစ်ခုကိုရခြင်းငှာတင်တို့ရှိရာသို့တော်မည်ဟုအဖန်ဖန်အကြံရှိကြောင်းကိုတင်တို့မသိဘဲနေစေခြင်းငှာငါလိုမရှိ ထို့သို့အကြံရှိတော်လည်းယခုတိုင်အောင်မေတ္တာသောအကြောင်းရှိ၏ဟေလတလူဖြစ်စေ လူရင်းဖြစ်စေပညာရှိဖြစ်စေပညာမဲ့ဖြစ်စေ လူအမျိုးမျိုးတို့ဤကျွေးသည်ငါ၌တင်လျက်ရှိတို့ဖြစ်လျင်ငါတတ်နိုင်သည်အတိုင်းယောမမျိုးသားဖြစ်သောတင်တို့အားအေးဝံဂရတရားကိုဟောခြင်းကစေတနာစိတ်ရှိငါသည်ခရစ်တော်ဤအေးဝံဂရတရားကြောင့်ရှက်ကြောက်ခြင်းမရှိ အကြောင်းမူကားထိုတရားသည် ရှေးဥစွာ၌ယူဒလူ နောက်၌ဟေလသလူ ယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏တကူတော်ဖြစ်၏အဘယ်သို့ ဖြစ်သည်နည်းဟုမူကားဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအဖြင့်အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်း၌တည်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည်ယုံကြည်ခြင်းအဖို့လို့ငါအေးဝံဂလိတရားအဖြင့်ထင်ရှားလျက်ရှိ၏အငယ်၈မှ 23တမန်တရားကို အာဓမဖြင့် စီတာနှိမ့်ဆက်သောသူတို့ပြုတတ်သောဖျားမဲ့နေခြင်းမှုတရားကိုလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့တစ်ဖက်၌ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက်ရှိ၏ဘယ်ကြောင့်ဤဟုမူကားတိအပ်သောဘုရားသခင်အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏ဘုရားသခင်သည် သူတို့အား ပြတော်မူပြီးအဘယ်သို့နည်းဟုမူကားဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသည်ဖြင့်သာဝရတကူတော်နှင့်သာဝရအဖြစ်တော်ဒီဟုသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကဘာတီရီကာလမှစ၍ထင်ရှားလျက်ရှိကြ၏ထိုကြောင့်သူတို့သည် ကိုအပြစ်ကို မဖုံးနိုင်ရန်အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုတိလျက်ပင် ဖယားသခင်ကိုချီးမွမ်းတင့်သည့်အတိုင်းမချီးမွမ်းဂျေစုတော်ကိုလည်းမတိမမှန်အချီးနီးတွေးဆခြင်းတတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းတို့ရောက်ကြ၏ပညာရှိအောင်ဆောင်လျက်နှင့် လူမိုက်အရာ၌တည်ကြသည်ဖြစ်၍မဖောက်ပြန် မပျက်စီးနိုင်သောဖယားသခင်ဤဂုံတော်ကိုပယ်လျက်ဖောက်ပြန်ပျက်စီးတတ်သော လူဤရုတ်တုတားငှက်အဆရှိသောတွားတတ်သောတရိษံဤ ရုတ်တုတို့ကိုဖျားသခင်အရာ၌ချီးမြှောက်ကြ၏အငယ်24မှ32ထိုကြောင့်သူတို့သည်မိမိတို့ကိုယ်ကာယ၏အထွေကိုအချင်းချင်း ရှုံချမိအကြောင်းဖျားသခင်သည် သူတို့ကို သူတို့၏ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့အလိုက်တော်မူ၏သူတို့သည် မှန်သောဖျားသခင်အရာ၌အမှားကိုထားလျက်ဖန်ဆင်းတတ်သောသခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကိုဝတ်ပြုကိုးကွယ်သောသူဖြစ်ကြ၏ထိုသခင်သည်ထာဝရမင်္ဂလာရှိတော်မူ၏အာမင်ထိုတို့ပြုကြသောကြောင့်ဖျားသခင်သည်သူတို့ကိုရှက်ကြောက်ဖွယ်သောကိလေသာလက်သို့အလိုက်တော်မူ၏အဘယ်သို့နည်းဟုမူကားမိမတို့သည်ပဂတိထုံးစံကိုဆွ့၍ပဂတိနှင့်ဆန့်ကျင်ဘက်ထုံးစံကိုလိုက်ကြ၏ ထိုသူယောက်ျားတို့သည်လည်းမိမနှင့်ဆက်ဆံခြင်းပဂတိထုံးစံကိုစွန့်၍အချင်းချင်းကိလေသာစိတ်ပူလောင်သည်ဖြင့်ရှက်ကြောက်ဖွယ်သောအမှုကိုယောက်ျားချင်းပြုလျက်မိမိတို့မှားယွင်းခြင်းနှင့်လျောက်မိမိတို့အပြစ်ဒဏ်ကိုခံရကြ၏ထိုသူတို့သည်ဖျားသခင်ကို မတိမမှတ်လိုသည်ဖြစ်၍မလျောက်ပတ်သောအမှုကို ပြုစေမိအကြောင်းဖျားသခင်သည် သူတို့ကို မောဟလက်သို့ အလိုက်တော်မူသည်နှင့်အညီသူတို့သည် အလုံးစုံသောအာရမကျင့်ခြင်းမတရားသော မေထုံကူပြုခြင်းဆိုးညစ်ခြင်းလောဘလွန်ကျူးခြင်းမနာလိုခြင်းညူဆူခြင်းလူအသက်ကိုတတ်ခြင်းယံတွေ့ခြင်းလှဲ့ပြားခြင်းသူတပါးကိုမြင်ပြင်းခြင်းတို့နှင့် ပြည့်စုံသောသူချောစားသောသူဆဲရည်သောသူဘုရားသခင်ကိုမုန်းသောသူကြံတန်းသောသူ မာနထောင်လောသောသူ ဝါချွာသောသူမတက်ကောင်းသောအတက်ကိုစီရင်သောသူမိဘစကားကို နားမထောင်သောသူတတိမရှိသောသူတစ္ဆာပြတ်သောသူမိဘတာမယာစသည့်တို့ကို မချစ်သောသူရံညိုးထားသောသူတနာခြင်းဂ ුණ နာစိတ်မရှိသောသူ ဖြစ်ကြ၏ထိုတို့ကျင့်သောသူတို့သည်တေပြစ်ကိုခံတိုက်သည်ဟုဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့သည်တိလျက်ပင်ကိုယ်တိုင်ကျင့်သည်သာမကား ထိုတို့ကျင့်တော်သူတို့၌အာရဝမ်းမြောက်ကြ၏။ Okay, now video မှာပြန်တွေ့ကြမယ်။